အိမ်အောင်ဘက်တစ်ခုမှာတချို့ကတူညီလို့ပေါင်းဖက်လို့ရတဲ့အုပ်စုတွေရှိကြသလိုတချို့ကလည်းတူညီမှုမရှိတဲ့အတွက်ကြောင့်ပေါင်းလို့ရတဲ့အုပ်စုထဲမှာလည်းရှိတယ်။အားသာချက်နဲ့အားနည်းချက်နှစ်အုပ်စုစလုံးထဲမှာရှိကြတယ်။ marketing နဲ့အမျိုးသားဆိုရင်စိတ်အနေသဘောထားမတူဘူး။အသွေးတွေလည်းမတူဘူး။အကြိုက်တွေလည်းမတူဘူး။တူညီတာတစ်ခုက ဘဝရဲ့အတားကက်တစ်ခုပဲတူတယ်အဲ့တော့ခင်ဗျတို့ကိုကိုဘလို့တွေပြုတ်ပြင်ကြတာလဲအလုပ်တွေတူတူလုံလို့ရလာအောင်အိမ်တော်တက်တမ်းမှာဆိုရင်လင်းနှစ်၅နှစ်ရှိသွားချစ်တူတက်တမ်းလင်း၂၀ခုနှစ်၄ပါးရဲ့အသွေးအကြုံတွေဒီဗီဒီယိုထဲမှာလည်းပြောပြသွားပေးမယ်ဘလို့တွေပေါင်ဖက်လို့ရတာလဲပြောပြပေးပါအောင်ဆရာအဓိကလူတယောက်ကိုပေါင်းတော့မယ်ဆိုရင်ကိုယ့်ရဲ့လိုအပ်ချက်ရဲ့ကိုယ့်ရဲ့တန်ဖိုးထားမှုရဲ့သိရတယ်ဟိုအကျန်းအဖြစ်ပြောမယ်ဆိုရင်စိတ်နေစိတ်ထားပါဆိုရင်တော့အများကြီးရှိတယ်အဓိကချက်ကကြတော့လိုအပ်ချက်နဲ့တန်ဖိုးထားမှုအဝါအဖြစ်ကိုပြောရမယ်ဆိုရင်တော့ကိုဘာလို့လို့ဒီစကားပြောထွက်ရတယ်ကို အတွက်ဘာလိုအပ်ချက်ရှိလို့ဒီအရာလေးကိုလှုပ်လိုက်ရတာလေ။ကနေပြီးတော့အခြေခံမူတည်ပြီးတော့မှဒီအကြောင်းဆိုဖြစ်လာတာ။အကြောင်းဖြစ်လာပြီးတော့မှအကျိုးဆိုပြန်ခံရ။ကနေပြီးတော့မှဘာတန်ဖိုးထားရှိလို့ ဒီဟာလေးကိုမဖြစ်စေချင်တာလေကိုယ့်ရဲ့တန်ဖိုးထမ်းမှုကဘာလဲဘာကြောင့်ဒီဟာလေးလောက်လိုက်ရတာလေကိုယ့်ရဲ့တန်ဖိုးထမ်းမှုကလည်းပဲကိုသိရမယ်အဲ့ခါကျမှသူတစ်ဖက်သားသူရဲ့တန်ဖိုးထမ်းမှုကိုကိုယ့်ရဲ့တန်ဖိုးထမ်းမှုနဲ့ရှင်းကြည့်လိုက်တဲ့ခါကျရင်ဘယ်နေရာမှာကွဲထွက်လဲဘယ်နေရာမှာတူညီမှုရှိတယ်လဲဆိုတာသိလာလိမ့်မယ်ဆရာတို့အရင်ကဆိုလဲဒီလိုမျိုးစိတ်အနေသဘောထားလေးတွေကိုအခြေခံမသိဘူးမသိတဲ့လောက်ကတော့သိတယ်တွင်းကြကြမသိနိုင်မသိတဲ့အတွက်ကြောင့်ရည်စားစားစားကလေးကမိဘတွေကရောကိုယ့်ရဲ့ဒီအတိုင်းဝိုင်းတွေကရောနေနံနေမတည့်ဘူးနင်းနေရောမိလာစားပြေးခဲ့နေတစ်သက်လုံးရန်နေဖြစ်နေ င်ဥမာပဲဆိုပြီးတော့မပြောကြရင်ရှေ့ခေတ်ပေရင်နေရှိတဲ့နေမှားတာမဟုတ်မှန်တယ်တိုးတိုးညာလည်းပဲအိထဲကနေပြီးတော့မှပြုပြင်နေရပါလဲဆိုတော့ UDI ခြေခိုင်းတာတို့ဘာလို့ညာဆိုတာရှိတယ်ဆရာရင်တော့ဆေးကိုချင်းပညာရင်မတက်ထားဘူးဒါတကျလည်းပဲ trainer တင်တန်းကိုလည်းနှစ်နှစ်ဆက်ဆက်မတက်ထားသေးဘူးအဆိုရင်တော့ဆရာတို့ဒီလောကမရောက်သေးခင်မှာကနန်းနဲ့ရန်နေဖြစ်တယ်ဒါပေမဲ့ကိုယ့်ကိုယ်လည်းမပြုပြင်ပြောင်းလဲဘူးတစ်ဖက်သားသူအပက်ကလည်းပဲခုနပြောရတဲ့လိုအပ်ချက်တွေတန်ဖိုးထားမှုတွေလိုက်ပြီးတော့မမြင်ပဲတက်ဘူးအဲ့ဒီခါကျတော့ညာဖြစ်လာလို့ရှင်ပို့ပြီးတော့မှပေါ်ပွားလာတယ်တိုးတိုးညာလည်းပဲဆရာနဲ့တကျရအဖြစ်ကပုံစံ ာမျိုးဆိုရင်တန်ဖိုးထားတာချင်းမတူတာအများစုကတော့ဒီရန်ဖြစ်တာကအလောက်ပေါ်မှာပို့ပြီးဖြစ်တယ်ဥပမာအလောက်ဆိုရင် तू ကတမျိုးသွေးကိုကတမျိုးသွေးစိတ်နေတဘောထားမတူတာအရင်တော့ကမတိခဲ့မတိတော့လွဲကြတယောက်ကဒီလိုဖြစ်မှမှန်တယ်တယောက်ကဒီလိုမျိုးဖြစ်မှလောက်အကြောင်းဆွေးနွေးတိုင်း complain တွေတက်ကြတယ်နောက်ဆုံးမှလူရဲ့အကြောင်းကိုတေချာတိဝါမောင်တယောက်နဲ့တယောက်ထားရှိတဲ့တန်ဖိုးကမတူဘူးစိတ်နေတဘောထားမတူဘူးတိဝါတဲ့ခါမှာပေါင်းတင်ဆက်ဆံရတာပို့ပြီးလွယ်ကူလာပို့ပြီးလွယ်ကူတဲ့အားကြောင့်မို့ကိုကနေပြီးတော့မှဒီစိတ်နေစိတ်ထားတဲ့မှာ အဓိကအခြေခံဆုံးသိရမယ့်ချက်ကနှစ်ချက်ပဲရှိတယ်။ကိုကဘာလို့လို့ဒီအရာလေးလောက်လိုက်ရတာလဲ။ခုလောက်လိုက်မှာကိုကဘာတန်ဖိုးထားလို့ဒီလိုမျိုးလောက်လိုက်ရတာလဲ။တစ်ဖက်သားသူကလည်းဘက်ကဘာလို့အကျက်ရှိလို့သူကကိုကို လောက်လိုက်ရတာလေအမောက်ပြောလိုက်ရတာလေပေါ့ထွန်နီသူပဲဖတ်တာသူကလည်းပဲသူကပါတန်ဘိုးထားလို့သူကဒီလိုမျိုးဖြစ်နေရတာလေသိထားရမယ်ဒီမျိုးကိုသိထားလို့ရှင်ကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုသွားပြောလို့မရဘူးဖတ်တာသူရဲ့လိုအပ်ချက်ကိုသွားပြောရမယ်ဥပမာထားလိုက်တဖက်သားသူကလူလေးမျိုးရှိတယ်တစ်မျိုးကအလုတ်ဘက်ကိုစိတ်ဝင်စားတယ်နှမျိုးကကြောအလုတ်ဘက်ကိုစိတ်မဝင်စားဘူးတိုးတိုးညာလည်းပဲကိုကသူတို့သွားပြောလိုက်တဲ့ခါမှာကိုယ့်ရဲ့တန်ဘိုးထားမှုကအလုတ်သူတို့ရဲ့တန်ဘိုးထားမှုက ဆက်ဆံရေးဘွားကနေပြီးတော့သူတို့ကိုသွားပြောတဲ့ခါကျရင်အလောက်ချောင်းကိုဥတည်ပြီးသွားပြောလို့မရဆက်ဆံရေးကိုအရင်သွားပြီးတော့ပြောရမယ်ဆက်ဆံရေးကြားမှာဖိဖိရောက်ရောက်နဲ့ကိုပေးပြီးတော့မှသူတို့ကိုတိုးတက်ပြောင်းလဲစေခြင်းတဲ့အတွက်မှာအလောက်ကပဲညက်ပြီးတော့မှပြောပြရမယ်ကန္တာမျိုးတွေရှိတယ်အဲ့လိုဟာမျိုးတွေကြတော့ဖက်သားသူရဲ့လူယူတွေနေ့တွေနှစ်နှစ်ဆက်ဆက်အသေးစိတ်ကိုတည်ထားမှသာရင် communicate လုပ်လို့ရမှာဇာတ်နေ့တိကျကြတော့ ဟိုခုနပြောရတဲ့ niche ရဲ့ value ဆိုရင် niche ကမတူဘူးသူ့ရဲ့လိုအပ်ချက်ကတူရှိတယ်ဆရာရဲ့လိုအပ်ချက်ဆရာရှိတယ်ဘယ်နေရာမှာတော့တူလဲဆိုတော့ value တန်ဖိုးထားမှုမှာတူတယ်အလောက်ချောင်းကိုပြောလိုက်တာနဲ့သူလည်းအထင်မှန်ကိုလည်းအထင်မှန်အဲ့ဒီအထင်မှန်ခံက အလောက်ကိုအထင်မှန်တာလားမဟုတ်ဘူးနေ့ဆိုအချက်နေရာမှာအထင်မှန်တာသူ့ရဲ့လိုအပ်ချက်ကတော့ဘာလို့လုံးညံရမလဲကြောင်းလဲမှုရှိရမလဲသုတ်တမ်းမှုရှိရမလဲအသင့်အစမ်းဖြစ်ရမလဲအသင့်နေဖြစ်ရမလဲအကိုရဲ့နေကြတော့ဘာလို့လုံးတေးကြရမလဲအရင်တိုင်းဖြစ်ရမလဲပတန်းနဲ့သွားရမလဲသူ့ပုံစံမျိုးပေါ့တယောက်နဲ့တယောက်မတူအရင်ဖြစ်ရင်အဲ့ need နဲ့ပဲဖြစ်တာ value နဲ့မဖြစ်ဘူးဥတီချက်က value ဖြစ်သွားခုနပြောတဲ့အတိုင်းပတန်းဓမ္မတေးကြကြတော့ကြောင်းလဲမှုကိုကြိုက်တဲ့သုတ်တမ်းမှုကိုကြိုက်တဲ့သူဒီနှစ်ခုပေါင်းတဲ့ခါကျတော့သမင်းစားလိုမျိုးပေါ့အင်ဂျိုတောက်တဲ့ခါကျရင်ဒီဇွန်သုံးတယ်အသားတွေထိုးစားတဲ့ခါကျရင်တော့ခရင်လေးသုံးလိုက် ဲ့လိုပုံစံမျိုးပေါ့။အင်းတောင်းတဲ့ခါကျရင်တောင်းမယ်၊ဇွန်တောင်းတဲ့ခါကျရင်တောင်းမယ်။ကျွန်တော်တို့နှစ်ယောက်မှာ ဇုံရောက်ခရင်ရောရှိနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ AKD University အလောက်တစ်ခုကပို့ပြီးတော့မှတိုးတက်မြန်သွားဟုတ်တယ်ကောင်းကျိုးရှိတဆိုးကျိုးရှိဆရာပြောအဓိကကောင်းကျိုးကိုပဲယူတတ်တယ်ဆိုရင်ကိုရဲ့အလောက်ပေါ်မှာအလောက်ပေါ်မှာရောဘဝပေါ်မှာရောအများကြီးအကျိုးသက်ရောက်မှုရှိတယ်သူကတူညီတယ်ဘာဖြစ်လို့ဝါတိုးတက်မှုမရှိတာလဲဘာဖြစ်လို့အစီမပြေတာလဲခြေတို့ကိုယ်တိုင်နှစ်ယောက်စလုံးတင်ယူပြီးတော့ကိုကိုယ်တိုင်ပြုပြင်ကိုကိုယ်တိုင်ရက်လက်ထွက်ထားတယ်ပြီးတော့ကိုကိုယ်တိုင်ပြန်ပြီးပို့ချထားတဲ့သင်တန်းက communication class နဲ့လင်းမြင်စာအုပ်မြင်စာအုပ်လည်းနှစ်ယောက်စလုံးပေါင်းပြီးတော့ရေးထုတ်ထားတဲ့စာအုပ် communication လည်းနှစ်ယောက်စလုံးရ ဲ့ပေါင်းထားပြီးတော့တင်ထားပေးတဲ့ class တစ်ခုလည်းဖြစ်တယ်။တင်ရဆရာအရန်ကြိုက်တယ်။ဒီနှစ်ခုကိုအထူးကျေးနဲ့ပေးမယ်။ပုံမှန်ဆို9သိန်းကျော်ဝါမယ်။ communication က तू က9သိန်းအထက်ရှိပြီးဒါစာအုပ်စဉ်3သိန်းစီ6သိန်းရောက်ဝါမယ်။ဆရာက तू promotion ပေးခြင်းနဲ့ဒီ video ကနေလာတဲ့ तू က3သိန်းနဲ့9000နှစ်မျိုးစလုံးကိုရရှိသွားပါမယ်။ကိုယ့်ရဲ့အိမ်တော်ရေဘဝတိုးတက်ခြင်းနဲ့ तू က class တဲမှာလာဆောင်လို့ရပါတယ်။ကျေးဇူးတင်ပါတယ်။